ားပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တသက်ခံရွေးကောက်ပွဲဝင်ခွင့်ပြုဖို့အတနာခံစားတင်ပြမှု UEC ကဥပဒေနဲ့အညီလှုပ်ဆောင်နေလို့သုံးသပ်ထားပြီးမင်းအောင်လှိုင်ရဲ့ဆုံးဖြတ်တာအဓိကလို့ဆိုပါတယ်ကြားဖြတ်အဆောက်အုံတွေကိုမိုင်းဖောက်ခွဲပြပြီး PGF ကတရုတ်တထေးကိုအစားထိုးပြန်ပေးမယ်ဆိုတဲ့သတင်းပါဝင်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကသူ့ကိုလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖျက်ထားမှုအပေါ်တညာစဉ်းစားပေးဖို့နဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပြုဖို့တင်ပြထားမှုအပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစီမေးစည်းကမ်းနဲ့အညီလှုပ်ဆောင်တာလို့သုံးသပ်တင်ပြထားပေမဲ့မင်းအောင်လိုင်ရဲ့အဆုံးဖြတ်တာအဓိကဖြစ်တယ်လို့နေပြည်တော် UEC ရွေးကောက်ပွဲကော်မရှင်သတင်းရင်းမြစ်ကပြောပါရယ်။အော်တိုဗလာနောက်ပိုင်းကပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှာအကြွေးပေးဖို့ရှိနေတယ်ဆိုတဲ့အချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေရွေးကောက်ပွဲကော်မရှင် UEC ကပယ်ဖြတ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အသက်သက်ခိုင်ကပြန်လဲစဉ်းစားပေးဖို့အတွက်မင်းအောင်လိုင်းရဲ့ UEC ဥက္ကဋ္ဌစီကိုအတနာခံစာတင်ထားတာဖြစ်ပါတယ်။အဲ့လိုအတနာခံစာတွေကို UEC ဘက်ကပြန်လဲသုံးသပ်စဉ်းစားရမှာဥပဒေစီမင်းစည်းကမ်းနဲ့အညီဆောင်ရွက်တာဖြစ်တယ်လို့သုံးသပ်ထားတာကိုလည်းစစ်ကောင်းဆောင်မင်းအောင်လိုင်းစီကိုတင်ပြကြမှာဖြစ်ပြီးမင်းအောင်လိုင်းရဲ့အဆုံးဖြတ်တာအဓိကဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်သတင်းရင်းမြစ်ကပြောပါရယ်။မင်းအောင်လိုင်းကခွင့်ပြုရေးတသက်ခံရွေးကောက်ပွဲဝင်ခွင့်ရမှာဖြစ်ပြီး မင်းအောင်လိုင်းက UEC ရဲ့သဘောအတိုင်းသာဖြစ်တယ်လို့မှတ်ချက်ပေးရင်တော့တသက်ခိုင်ကိုကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်ထားမှုကိုရုပ်သိမ်းဖို့မရှိဘူးလို့သိရပါဗျ။ရန်ကုန်တိုင်းမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှန်နဲ့မှာအမိစင်းတင်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်အောင်တက်ဆိုင်ရလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ကကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွမ်းလာကြောင်းကိုယ်စားလှယ်လောင်းစီရင်ကနေပယ်ဖြတ်လိုက်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုရွေးကောက်ပွဲဥပဒေနဲ့ညီဆွန်းရတာဟာလေကဘာကြီးဖျားလန့်နဲ့ဆီယာဆန်လန်းတောင်က 68 resident အင်ယာစီမံကိန်းကိုတသက်ခိုင်တဲ့အောက်ကျော်ဝင်းတို့ကကမ္ဘောဇာဘဏ်စီကနေငွေကျပ်ဘီလီယံ100ကျော်ချင်းငါဆောက်လိုက်ပေမဲ့အခန်းတွေကိုအချိန်မီမပြီးတာမျိုးပြန်အပ်တာမျိုးမရှိတဲ့ပြင်ကမ္ဘောဇာဘဏ်ကနေချေးယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်မှလည်းအတိုးရောအရင်းပါပြန်လည်ပေးဆက်နိုင်တာမရှိတာကြောင့်ဖြစ်တယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်ခေခေဖောက်အတွင်းကနေကြားဖြတ်အဆောက်အုံတွေကိုမိုင်းဖောက်ခွဲဖြိုပြပြီး ဖြက်စည်းကံအဆောက်တွေအတွက် BGF ကတရုတ်တထေးတွေကိုအစားထိုးပြန်ပေးမယ်ဆိုပြီးညှိနှိုင်းပြောဆိုထားတယ်လို့ကရင်စည်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ အော်တိုဗလာနောင်ပိုင်းကနေစတင်က PDF နဲ့စစ်တပ်က KGF အတွင်းကကြားဖြန့်အဆောက်အုံတွေကိုနေ့စဉ်မိုင်းနဲ့ဖောက်ခွဲနေပြီးအမှန်တကယ်လက်တွေမှာအဲ့ဒီအဆောက်အုံပိုင်ရှင်တရုတ်တွေကိုအခြားကြားဖြန့်စင်တာတွေမှာနေရာအစားပြန်လဲပေးရမယ်လို့ညှိနှိုင်းထားပြီးမှဖောက်ခွဲနေတာဖြစ်တယ်လို့ကရင်စည်သတင်းရင်းမြစ်ကပြောပါရယ်။ဒါအပြင်ထိုင်းနိုင်ငံကအင်တာနက်ဖြတ်ထုတ်ထားတဲ့အပြင် Starlink အင်တာနက်တွေလည်းပိတ်ပင်ခံထားရပေမဲ့ စတက်လက်အောက်ကမိုင်းတဲအင်တာနက်လိုင်းတွေရရှိနေလို့ကြာဖြန့်စင်တာတွေမှာမိုင်းတဲဖုန်းအင်တာနက်နဲ့ဆာဗာတွေအသုံးပြုနေတယ်လို့လည်းကရင်စီသတင်းရင်းမြစ်ကပြောပါရယ်။တခြားတစ်ပတ်မှာလည်းထိုင်းနိုင်ငံက73စီပိတ်ပင်ထားပေမဲ့စတက်က BDFC ကို73စီတွေတည်ယူခွင့်ပြုလိုက်ပြီးတီလဝါစိတ်ကန်းကစီကားတွေအားဖက်အန်တန်လွင်မြစ်တစ်ဖက်ကန်းက ဝစ်ကြီးဦးတောင်တိုက်တော်မင်းစီရွာက BGF တွေစီကနေတဆင့်တန်လွေမြစ်ဖောင်ကူးဆက်စိတ်တွေနဲ့ထီလုံးနဘူးတစ်တုံညာတရှိ BGF ဖောက်တဲ့လမ်းပိုင်းတွေကနေမြောက်ဝတီရွှေကုတ်ကို KK Park ကြောက်ခတ်ဖက်ကိုတည်ဆောင်ပြီးမိဆက်တွေအတွက်73စီတွေရရှိနေရလို့သိရပါဗျာ ဒါအပြင် KK ဖောက်ကိုစစ်တပ်ကဟန်ပြဝင်ရောက်စီးနင်းပြီးတဲ့နောက်အော်တိုဗလာ22ရက်နေ့မှာ PDF ကစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK ဖောက်ကကြားဖြန့်တရုတ်တထေးတွေအွန်လိုင်းနီးပညာဆိုင်ရာပညာရှင်တွေအပါအဝင်အရေးပါသူတွေကိုခေါ်ထုတ်သွားပြီးတချို့ကတော့ PDF ကအထူးစီစဉ်ပေးထားတဲ့နေရာတွေမှာယာယီခုံလုံနေကြတယ်လို့သိရပါပါရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့မြန်မာအကြမ်းဖက်စစ်တပ်အတွက်အမေရိကန်ဒေါ်လာတန်းရာပေါင်းများစွာဝင်ငွေရှာပေးနေတဲ့ မြမရေနံနဲ့တဘာဝတန်ငွေလုပ်ငန်း MOGE နဲ့အလုံးလုံးနေတဲ့နိုင်ငံတကာရေနံကုမ္ပဏီတွေကိုအရေးယူဖို့အတွက် Justice for Myanmar GFN ကထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဗီတီရှားပင်နယ်ရချားပိုင်နယ်မြေတွေမှာအခြေစိုက်တဲ့ရေနံကုမ္ပဏီတွေရောမြမစစ်တပ်ရဲ့2021ခုနှစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတရားမဝင်စေအုပ်စုအတွက်အခွန်ဝင်ငွေအမေရိကန်ဒေါ်လာတန်ပေါင်းများစွာကိုရရှိစေခဲ့ပြီး UK တန်ခတ်ပိတ်ဆို့မှုတွေပေါ်တန်တရားဖြစ်ပွဲချိုးဖောက်မှုတွေကိုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီကုမ္ပဏီတွေမှာစေအုပ်စုထိန်းချုပ်ထားတဲ့မြမရေနံနဲ့တဘာဝတံငွေလုပ်ငန်း MOG နဲ့ထိုင်းစွမ်းအင်ကုမ္ပဏီကြီး PTT EP တို့ကြားဖက်စစ်ကုမ္ပဏီနှစ်ခုလည်းပါဝင်တယ်လို့ GFN ကဆိုပါတယ်။အဲ့ဒီကုမ္ပဏီတွေအကြောင်း Justice for Myanmar ကအာဏာပိုင်တွေစီကိုအတိပေးအကြောင်းကြားပြီးတဲ့နောက် ၁၈လကြာတဲ့အခုအချိန်ထိအဲ့ဒီကုမ္ပဏီတွေကိုဗြိတိရှပင်လယ်ရခြားပိုင်းနယ်မြေတွေအတွင်းဆက်လက်လဲပတ်ရပ်တည်နေစေဖြစ်တယ်လို့ GFN ကထောက်ပြပြောဆိုထားပါတယ်။စေအုပ်စုရဲ့ MOG ကမြန်မာစေအုပ်စုအတွက်တခုတည်းသောအကြီးဆုံးနိုင်ငံခြားဝင်ဝင်ရေးမြစ်တစ်ခုဖြစ်ပြီးပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ဆေးရသွေးမှုတွေလှုပ်ဆောင်မှုအတွက်လင်းရင်စီနဲ့ဆက်လက်နဲ့ဗန်နာငွေထောက်ပံ့နေတယ်လို့ GFN ကပြောပါတယ်။အဲ့ဒါကြောင့်ဘာမြူတာနဲ့ကေမန်ကျွန်းစုအာနာပိုင်တွေအနေနဲ့အဲ့ဒီရေနံကုမ္ပဏီတွေကိုစုံစမ်းစစ်ဆေးတာ ကျူးလွန်မှုတွေအတွက်အေးအေးယူတာဝန်ခံစီတာနဲ့မိမိတို့အာဏာပိုင်နယ်မြေအတွင်းစေအုပ်စုစီးပွားရေးတွေကို အဆုံးသတ်တာတွေလှုပ်ဆောင်တာနဲ့ UK တက္ကသိုလ်ပိတ်ဆို့မှုတွေကိုအပြည့်အဝအသက်သွင်းလှုပ်ဆောင်ရမယ်လို့ GFN ကထောက်ပြပြောဆိုထားပါတယ်ရှင်စကိုင်းနယ်ဘက်ကသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းနယ်ဝက်လက်မြို့နယ်မှာအကြံဖက်စစ်တပ်ကမောက်ကတိရွာကပြည်သူ၄၀ခန်းကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစစ်ကြောင်းထိုးနေတယ်လို့ဝက်လက် information နဲ့ network ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ မနေ့ကနိုဝင်ဘာလ3ရက်နေ့မနက်စောပိုင်း6နာရီလောက်မှာရွာသားကြီးရွာကနေထွက်လာတဲ့အကြံဖက်စစ်သားတွေဟာမောက်ကတိရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူ40ခန်းကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အကြံဖက်စစ်တပ်စစ်ကြောင်းဟာဝက်လက်မြို့နယ်မောက်ကတိရွာကသူတို့ဖမ်းဆီးထားတဲ့ပြည်သူတွေကိုရှေ့ကနေတွားခိုင်းပြီးလေအိုကြီးကုန်းရွာကိုထပ်မံဝင်ရောက်စီးနင်းနေတယ်လို့သိရပါတယ်။ အခုလိုပဲမကွေးတိုင်းအောင်လံမြို့နယ်ပြန်တီကျေးရွာကိုလည်းစစ်တပ်ကဝင်ရောက်မီးရှို့ဖျက်ဆီးနေရာကြောင့်နေ73လုံးမီးလောင်ပြကျခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါရယ်။နိုဝင်ဘာလ1ရက်နေ့မှာအောင်လံမြို့နယ်ရွှေပန်းတော်ရေစခန်းကအထိုင်ကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေပြူစောတီပူပေါင်းထားတဲ့စစ်ကြောင်းဟာအင်အား90ခန်းနဲ့စစ်ကြောင်းထိုးလာပြီးမကွေးတိုင်းနဲ့ပဲခူးတိုင်းဆက်ကပြန်တီကျေးရွာကိုဝင်ရောက်စီးနေကနေ73လုံးကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါရယ်။ အဲ့ဒီစစ်တပ်စစ်ကြောင်းကအော်တိုဘားလ30ရက်နေ့ကလည်းပြန်ပြီးကြေးရွာကနေတလုံးကိုလည်းမီးရှို့ဖျက်ဆီးသွားပါသေးရဲ့ရှင်။စကန်နယ်ဘက်ကိုဆက်ကြည့်အောင်ပါ။စကန်နယ်ဆလင်းကြီးမြို့နယ်ဝက်မေးရွာမှာအကြံဖက်စစ်တပ်ကတက်ဆွဲပြီးဆိုင်ငယ်တစည်းကိုငွေကျပ်9000တောင်းခံကငွေကျင်းမပေးနိုင်သူတွေကိုဖမ်းဆီးထားတယ်လို့ဒေသခံပြည်သူတွေကပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဘားလ31ရက်နေ့ကနေစတင်ပြီးအကြံဖက်စစ်တပ်က ဝမ်မေးရွာကဖုံကြီးကျောင်းနဲ့စာတင်ကျောင်းတွေမှာတက်ဆွဲလာတာကြောင့်ဝမ်မေးရွာကပြည်သူတွေဟာရွာထဲမှာမနေရတော့ဘဲစစ်ပေးသိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါအပြင်စစ်သားတွေဟာဝမ်မေးရွာကကြေးရွာချင်းဆက်လမ်းမကြီးပေါ်မှာလဲဂိတ်စကန်ဖွင့်လင့်ခဲ့ပြီးလမ်းသွားလမ်းလာဆိုင်ကယ်တွေကိုဖမ်းကာတအူးကိုငွေကျပ်9000တောင်းခံနေရလို့သိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလ၁ရက်နေ့ကလမ်းသွားလမ်းလာဆိုင်ကယ်မောင်းနှင်လာတဲ့ပြည်သူတွေကိုငွေကျပ်9000မပေးရင်ပြန်မလွတ်ပဲဖမ်းထားပြီးဖမ်းဆီးခံထားရတဲ့သူတွေထဲမှာအမျိုးသမီးတွေပါပါဝင်နေတယ်လို့သိရပါတယ်။လက်ရှိအဲ့ဒီဒေတာတဝိုက်မှာစစ်တပ်ကတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်းအခြေကျစစ်စခန်းထိုင်ထားကလက်ပတောင်းတောင်စီမံကိန်းပတ်ဝန်းကျင်ကကြေးရွာတွေကိုစစ်ကြောထိုးတာတွေမကြာခဏလှုပ်ဆောင်နေတယ်လို့သိရပါပါရှင်။ပဲခူးတိုင်းဘက်ကသတင်းကိုကြည်အောင်ပါ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်နေအိမ်တွေပျက်စီးခဲ့တယ်လို့ KNU ဘိုးကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘောလာ28ရက်နေ့ကကြောက်ကြီးမြို့နယ်တောင်ခင်ကြေးရွာအတွင်းကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စောစန်းလွင်းရဲ့နေအိမ်တလုံးပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အခုလိုပဲအော်တိုဝါလာ29ရက်နေ့မှာလဲခလာယာ26လေးတရင်ကအကြမ်းဖက်စစ်သားတွေက ဒရုန်းနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စော်နန်ဝင်းထွန်းရဲ့နေတလုံးလဲထပ်မံထိခိုက်ပျက်စီးခဲ့တယ်လို့အကြမ်းဖက်စစ်တပ်ကအော်တိုဗော်လာ30ရဲ့နေမှာလဲရေတွင်းကုန်းကျေးရွာအတွင်းကိုဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်အကြံဖက်စစ်တပ်ကညောင်လေးပင်ခရိုင်အတွင်းကမြို့နယ်တွေအတွင်းကိုလက်နက်ကြီးတွေဒရုန်းတွေနဲ့နေစဉ်ပစ်ခတ်နေတာကြောင့်ပြည်သူတွေစိုးရိမ်ထိန်းနှံကြောက်ရွံ့မှုများစွာနဲ့နေထိုင်နေရတယ်လို့ KNU ဘူကပြောဆိုထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကရိုးကြီးရွာအနီးမှာပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဘောလ29ရက်နေ့ကအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပါစာ20နှစ်ထဲကနေထွက်လာတဲ့တမ69လက်အောက်ခံတရင်တရကိုတရင်၄တကိုတရင်၁၄တို့ရဲ့ပူပေါင်းအင်အား300ကျော်ပါစစ်ကြောင်းအောင်ရိုးကြီးနောက်ဖက်မှာရှိတဲ့ပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာဖြစ်ပါရယ်။ အကြံဖတ်စစ်တပ်တပ်ဖြတ်ခဲ့တဲ့ပြည်သူနှုတ်ဦးဟာရှားပင်ရေရွာမိုးကောင်းချောင်းကအသက်30ကျော်ရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတော်ကအသက်40ရွယ်ကိုကျော်နိုင်ထွန်းတို့ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာအော်တိုဗော်လ31ရက်နေ့မှာပသိမ်မုံရွာလမ်းပိုင်းကိုရောက်ရှိလာပြီးတဲ့နောက်အဲ့ဒီနေ့မနက်စောပိုင်းမှာချက်ကန်ရွာစာတင်ကျောင်းကိုစတင်ဝင်ရောက်ခဲ့ပြီးပြည်သူပါနေအိမ်ခုနှစ်လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့လို့သိရပါဗျ။အဲ့ဒီနောက်ကိုရွှေမင်းနဲ့ကိုကျော်နိုင်ထွန်းကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင်အဲ့ဒီစစ်တပ်စစ်ကြောင်းကစစ်သား၃ဦးကပြည်သူ့ဝနေအတွင်းကိုဝင်ရောက်ကကြက်ခိုးဖို့လှုပ်ဆောင်နေစဉ် Young Revolution Front နဲ့ပခုတ်ကူခရိုင် MS စနစ်တရင်ကရဲဘော်တွေအရှင်ဖမ်းဆီးရမိခဲ့ပြီးသူတို့ကင်ဆောင်တဲ့ MA2 တနက်တလ MA3 တနက်တလနဲ့ကြီတထောင်ခန့်အပါအဝင်ခရိုင်တချို့ကိုလည်းတင်းစီရရှိခဲ့လို့သိရပါတယ်လရှိမှာတော့အကြံဖက်စစ်တပ်စစ်ကြောင်းဟာနိုဝင်ဘာလ၁ရက်နေ့ကချက်ကန်ရွာကိုပင်တောင်ပြူစောတိရွာနဲ့ဒီတုတ်ကွင်းရွာပြူစောတိရွာကိုစစ်ကြောင်းနှစ်ကြောင်းခွဲကထွက်ခွာသွားတယ်လို့သိရပါပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ